လာမယ့်ဒီဇင်ဘာလ28ရက်နေ့ဟာမြန်မာစစ်ကောင်စီကသူတို့ရဲ့ထွက်ပေါက်အဖြစ်မျှော်လင့်ထားတဲ့ရွေးကောက်ပွဲစတင်မယ့်နေ့ဖြစ်ပါတယ်။ဒါပေမဲ့ဂျနီဗာအခြေစိုက်ကုလသမဂ္ဂလူ့အခွင့်အရေးယုံကတော့ဒီရွေးကောက်ပွဲဟာတိုင်းပြည်ကိုတည်ငြိမ်စေမှာမဟုတ်ဘဲကြောက်တရားနဲ့အကွဲပြေးတွေကိုသာပိုပြီးနှဆိုင်သွားစေတယ်လို့ပြင်းပြင်းထန်ထန်သတိပေးလိုက်ပါတယ်။အိုချာပြောခွင့်ရဂျယ်ရမီလော်ရင်ကနိုင်ငံရေးတိုက်ခန်3000ကျော်ကိုဖမ်းဆီးထားပြီးမှလုံမဲ့ရွေးကောက်ပွဲဟာဘလို့မှတရားမျှတမှုမရှိနိုင်ဘူးလို့ပြောပါတယ်။2021အာနာသိမ်းပြီးကလေးက ဒေါ်ဆန်းစုကြည်အပါအဝင်ဒီမိုကရေစီနှိကြရွေးကောက်ခံထားရသူတွေကျင်းကြနေဆက်ဖြစ်ပြီး NLD အပါအဝင်အဓိကပါတီကြီး40ကျော်ကိုလည်းဖျက်သိမ်းထားပြီးဖြစ်ပါတယ်ဒီနေ့ရွေးကောက်ပွဲရဲ့ထူးခြားပြီးကြောက်စရာကောင်းတဲ့အချက်ကတော့ဤပညာပါပဲ ။ဥချာမြန်မာအဖွဲ့ခေါင်းဆောင်ဂျိမ်းစ်ရိုဟေဘာကစစ်ကောင်မကျင်းဟာ electronic map စနစ်နဲ့အတူ AI နည်းပညာ၊ဇီဝအချက်လက်၊ခြေရာကန်ဆက်တွေကိုပါအသုံးပြီးမဲဆန္ဒရှင်တွေကိုစောင့်ကြည့်ဖို့ပြင်ဆင်နေပါတယ်လို့ပြောပါတယ်။ဒါ့အပြင်နိုင်ငံတကာကိုပြဖို့အတွက်အတင်းစား3000ကျော်ကိုလွှတ်ပေးတယ်လို့စစ်ကောင်မရှင်ကကြေညာခဲ့ပေမဲ့တကယ်တမ်းလွှတ်လာတာက900ဝန်းကျင်တော့သာရှိပြီးချို့ဆိုရင်ထောင်ပူဝါကနေပြန်ဖန်ခံခဲ့ရပါတယ်။ ချိန်ထဲမှာပဲရွေးကောက်ပွဲကာကွယ်ရေးခေါင်းစဉ်တက်ပြီးလူတွေကိုထပ်ဖန်းထားပြန်ပါတယ်။မကြသေးမီကပဲမဲပုံနဲ့ကြည်စံပုံပါတဲ့ပိုစတာခတ်ခဲ့တဲ့လူငယ်၃ဦးကိုထောင်နှံ၄၉နှစ်အထိချမှတ်လိုက်ပါတယ်။ကုလသမဂ္ဂအထူးကိုယ်စားလှယ်တွန်အန်ဒရူးကတော့ဒီလိုရက်ကိုဟန်ပြတသက်သာဖြစ်တဲ့နိုင်ငံရေးပြဇက်လို့သမုတ်လိုက်ပြီးနိုင်ငံတကာအနေနဲ့လုံးဝလက်မခံဖို့တိုက်တွန်းထားပါတယ်။ဒီရွေးကောက်ပွဲဟာစစ်ဗိုလ်ချုပ်တွေအာဏာဆက်မြဲဖို့နဲ့နိုင်ငံတကာအသိမှတ်ပြုမှုရဖို့ဂျိုးပန်းချက်တသက်သာဖြစ်ကြောင်းကုလသမဂ္ဂကအတီအလင်းသတိပေးလိုက်ပါတယ်။